ပမော်မှာစစ်ကောမရှင်တန်းတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ရေးအရာအရေးပါတဲ့စခန်းတချို့ကို KIA ကပြန်သိမ်းယူနိုင်ခဲ့ပါတယ်။အော်တိုဗာလာ၃ရက်နေ့မှာပမော်က၃မိုင်ရွှေပြည်သား KBC ဖရားကျောင်းကုန်းကို KIA ပူပေါင်းအဖွဲ့ကပြန်ထိန်းချုပ်လိုက်တာလို့ဆိုပါတယ်။ဒီနေ့လည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။နှစ်ဖက်စလုံးကစခန်းတွေကိုတူသိန်းကိုသိန်းပုံစံမျိုးဖြစ်နေတာလို့ဆိုရမှာပါ KIA ကရှေ့ပိုင်းမှာတင်ထားတဲ့စခန်းတွေကိုစစ်ကောင်မရှင်တပ်က ပြန်ယူပြီးတော့အခုလဲ KIA ကပြန်သိမ်းယူအဲ့လိုမျိုးဖြစ်နေတာပါတခြားစခန်းတွေလည်းပြန်ထိန်းချုပ်နိုင်တာတွေရှိပေမဲ့စစ်ရေးအရာနေရာအတိအကျတွေပြောဖို့တော့အဆင်မပြေသေးဘူးလို့မြင့်ပြတဲ့တင်းမြစ်ကပြောပါတယ် နှစ်ဖက်တိုက်ပွဲထဲအကြဆုံးတွေလည်းများနေတယ်လို့မြပြည်သတင်းရင်းမြစ်ကပြောပါတယ်ဗမော်မြို့ကိုသိန်းနိုင်ရေး KIA ဘက်ကလည်းရှိနေတဲ့နေရာတွေကနေနောက်မဆုတ်တလို့စစ်တပ်ဘက်ကလည်းဩဂတ်လကလေးကဗမော်ကိုပြန်ပြီးထိုးစစ်ဆင်နေတာဖြစ်ပါတယ်လေကြောင်းအပြင်ရေကြောင်းကနေပါလက်နဲ့လူရိတ်ခအင်အားတွေဖြစ်တဲ့ခဲတဲ့စစ်တပ်ဟာဗမော်မြို့ကိုအပြည့်ဝပြန်ပြီးတော့ထိန်းချုပ်နိုင်ဖို့အတွက်စစ်တပ်ကထိုးစစ်ကြီးလုပ်နေတာဖြစ်ပါတယ်ဗမော်မှာတိုက်ပွဲတွေပြင်းထန်နေတာဩဂတ်လကလေးကဖြစ်ပြီး ော့စက်တင်ဘာလတလလုံးမှာလည်းတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်